အားလုံးပဲမင်္ဂလာပါဒီကနေ့ဗီလီကမှာတော့ဖုန်းအပိတ်အဖွင့်လုပ်ဖို့အတွက်ပါဝါကလုတ်သုံးကြမလို့ပဲစကရင်ကိုနှစ်ချက်ထိလိုက်ရုံနဲ့အဖွင့်အပိတ်လုပ်လို့ရတဲ့နည်းပြီးတော့ပါဝါကလုတ်ကိုနှစ်ချက်ညံညံလေးနှိပ်လိုက်ရုံနဲ့ကင်မရာဖွင့်နည်းကိုယ့်ရဲ့ favorite application တွေသွားနည်းစတာတွေကိုတခါတည်းလိုက်လုပ်လို့ရအောင်တဆင့်ချင်းပြသပေးသွားမှာဖြစ်ပါတယ်လူကြီးမင်းတို့ရဲ့အချိန်တွေကိုမဖြုံးတိရအောင်ရှေ့ရှေ့ဝိုးဝိုးမပြောတော့ပဲစားလိုက်ကြပါမယ် ပထမဆုံး setting ထဲကိုသွားပါမယ်။ search icon လေးကိုနှိပ်ပါမယ်။ပြီးရင် keyboard ကနေ D O U B L E double လို့ရေးလိုက်ပါ။ပထမတစ်ခု double tap to turn on screen က screen ကိုနှစ်ချက်ထိလိုက်ရင် ဖုန်းပွင့်လာမှာဖြစ်ပြီးဒုတိယတစ်ခု double tap to turn off screen ကကြတော့ screen ကိုနှစ်ချက်ထိလိုက်ရင် ဖုန်းပိတ်သွားမှာဖြစ်ပါတယ်။ နှစ်ခုစလုံးကိုအွန်လိုက်ပါဒါဆိုရင်တော့သင်ရဲ့ဖုန်းကိုနှစ်ချက်ထိလိုက်ရုံနဲ့ဖုန်းအပိတ်ဖွင့်လုပ်လို့ရသွားပြီဖြစ်ပါတယ်အခုဆက်လက်ပြီးပါဝါကလုတ်နှစ်ချက်နှိပ်ပြီးကင်မရာဖွင့်နီး favorite application ဖွင့်နီးကိုဆက်လက်ပြတာပေးတော့မှာမယ်သူတို့ရဲ့အောက်က side key double press ကိုနှိပ်လိုက်ပါ quick launch မှာကင်မရာကိုရွေးထားရဆိုရင် ပါဝါကလစ်ကိုနှစ်ချက်နှိပ်လိုက်တာနဲ့ကင်မရာပွင့်သွားမှာဖြစ်ပါတယ်။စမ်းကြည့်ကြရအောင်။ Okay. ဒါမှမဟုတ်ဒီ feature ကိုပဲကိုယ့်ရဲ့ favorite application ရွေးဖို့အတွက်သုံးချင်နေဆိုရင်တော့နောက်ပြန်သွားလိုက်မယ်။ဒီနေရာမှာအောက်က open app ကိုနှိပ်လိုက်ပါ။ open app ရဲ့ဘေးကဆက်သွားပုံစံကိုနှိပ်မယ်။ပြီးရင်ခုအတွက် အများဆုံးသုံးချစ်တဲ့ application ကိုရေးပါမယ်။ကျွန်မကတော့အစအနေနဲ့ Facebook ကိုရွေးပြပါမယ်။စမ်းကြည့်ကြရအောင်။ရသွားပါပြီ။ဒီ power ခလုတ်နှစ်ချက်နေပြီးပြုလုပ်ရတယ်။ feature မှာတော့ camera ဖွင့်မလား favorite application ဖွင့်မလားတခုပဲရွေးလို့ရမှာဖြစ်ပါရယ်နော်။ကဲဒီ video လေးကလူကြီးမင်းတို့အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါရယ်နော်။ဒီလိုနှီးပညာတွေကို လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပေါ်ပြပေးတဲ့ဗီဒီယိုတွေကိုသဘောကျရဆိုရင် ကျမတို့ရဲ့ရွှေစည်းကွက် channel လေးကို subscribe follow နဲ့ဗီဒီယိုလေးကို like share ပေးသွားကြပါဦးနော်ရွှေနှင်းချမ်းညကြပါစေရှင်